ကမ္ဘာအန္တရာယ်အရှိဆုံးအလုပ်များတချို့လူတွေကအလွန်အမင်းအန္တရာယ်များတဲ့အတွက်လုံသားတွေအတွက်အသက်ရှင်မှုခက်ခဲပါတယ်။ကမ္ဘာအန္တရာယ်အရှိဆုံးအလုပ်ဟာတင်တင်သားတဲ့အတိုင်းမဟုတ်ဘူးဆိုတာတော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ရင်သိရမှာပါ။ကုန်တင်သင်းမောလွန်ညိုရေးသမုဒ္ဒရာဟာကျေပြောလာပြီးအထူးကြံကကြောက်စရာကောင်းတဲ့နေရာပါ။ဒါပေမဲ့ကုန်တင်သင်းမောလွန်ညိုရေးတွေကအဓိကစိုးရင်ဒါကတော့ပင်လယ်ဓားများတွေပါပဲ။ရှိခိပင်လယ်ဓားများတွေမဟုတ်ဘဲခင်မီပင်လယ်ဓားများတွေဖြစ်ပါတယ်။ များသောအားဖြင့်ဆိုမာလီးယားနဲ့နိုင်ဂျီးရီးယားကနေလာကြပြီးသူတို့ဟာလက်နက်ကင်ထားတဲ့အဖွဲ့တွေနဲ့ပင်မောတစည်းလုံးကိုသိမ်းယူကာပစ္စည်းတွေခိုးယူပြီးပင်မောသားတွေကို တစားကန်ဖြစ်ဖမ်းဆီးထားလို့ရှိပါတယ်။အများအပြားတော့ငွေမြောင်းများနဲ့ရွေးဖို့တောင်းဆိုကြတာပါ။ကိုနေသိမ်းမောလုံညုံကြီးတွေဟာပင်လယ်ဓားတွေကိုတားဆီးရမှာဖြစ်ပေမဲ့ပြောသလောက်တော့မလွယ်ကူပါဘူး။လုံညုံကြီးအဆောင်တွေဟာအကြီးအကျယ်အားဖြင့်နှဲပါနေတတ်ပါတယ်။ ဗင်နယ်များကြီးကတော့ AK47 rifle နဲ့ RPG လက်ပစ်ဗုံးတွေကိုပိုင်ဆိုင်ထားကြပြီး၄ရောင်မှ၈ရောင်အထိအဖွဲလိုက်လာရောက်တက်ကြပါတယ်။ဗင်နယ်ပြည်မှာဖြစ်နေတဲ့အတွက်ဗင်နိုင်ငံရဲ့စစ်တပ်ကမှလာရောက်ကူညီနိုင်မှာမဟုတ်ပါဘူး။ကူညီရင်းအောင်အချိန်မီမှလည်းမဟုတ်ပါဘူး။ဗင်နယ်များလူတွေကိုတွေ့တာနဲ့လုံခြုံရေးနေဟာသင်္ဘောတစည်းလုံးကိုပိတ်ချပြီးစူးကျူးတွေနဲ့ကာယံရပါတယ်။ပြည်ထောင်ရှိတဲ့ကုန်တင်သင်းမဟာမိသူမှမဖြတ်စည်းနိုင်ဘူးလို့ထင်ရပေမဲ့ အရေးကြီးတဲ့အတွက်နေရာတိုင်းကိုကာကွယ်ဖို့ခက်ခဲပြီးပင်လယ်ဓားများတွေဝင်ရောက်နိုင်မဲ့နေရာတွေအများကြီးရှိပါတယ်။ဒီမော့လုံချုံကြီးအဆောင်တွေဟာအရေးပြချင်းထိတ်လန့်စိုးရိမ်စိမ့်နဲ့ပင်လယ်မူဝေခြင်းတို့ကိုခံစားနေရတာပါ။ပိုပြီးကြောက်စရာကောင်းတာကပင်လယ်ဓားများတိုက်ခိုက်မှုအများစုဟာညဘက်မှာဖြစ်တဲ့လို့ကောင်းကောင်းအိတ်လို့ရတဲ့ညဆိုတာမရှိပါဘူး။ပြီးတော့မှောင်မဲနေတဲ့အချိန်တွေမှာသင်းမော့ကိုကာကွယ်ရတာပါ။ ဒါကြောင့်နှစ်စဉ်နှစ်တိုင်းကုန်တင်သင်းမောလုံခြုံရေးအဆောင်ဒါဇင်နဲ့ချီပြီးအသက်ဆုံးရှုံးနေရတာဟာအံ့ဩစရာကိစ္စတော့မဟုတ်ပါဘူး။သူတို့ကိုတစ်လဒေါ်လာ2000မှ3000ဝန်းကျင်ပေးချေရပေမဲ့အကျိုးမြတ်များသလောက်အန္တရာယ်လည်းအလွန်များတဲ့အလုပ်ဖြစ်ပါလေ။သင်းမောပံကရှင်ကုန်သမားများစစ်သင်းမောနဲ့ကုန်တင်သင်းမောတွေမှာအဆောက်အုံတချို့ထပ်ပိုကြီးတဲ့ပံကကြီးတွေတက်ဆင်ထားပါဗျ။အဲ့ဒီပံကတွေဟာအကျယ်ပေ40တိရှိနိုင်ပြီးအလေးချိန်တန် တရာကျော်ထိရှိနိုင်ပါတယ်။သူတို့ဟာလူကိုအပိုင်းပိုင်းဖျက်တောက်တင်နိုင်တဲ့အတွက်ဒီပန်ကားလေးကိုစစ်ဆေးဖို့ရင်ခုတ်တဲ့သူတွေရှိနေတာကတကယ်ကိုကြောက်စရာကောင်းပါလေ။ညာတော်အဖြစ်အလင်းရောင်လုံးဝမရှိတဲ့တင်းရတဲ့ခါငမန်းတွေပေါများတဲ့အန္တရာယ်ရှိတဲ့အပြင်ရေပြင်မှာလည်းရှင်ကုန်ကြရတာပါ။ဒီမော့ပြတ်သွားရင်ဒီလူတွေကဘယ်နေရာမှာပဲရောက်ရောက်ပြင်ဆင်ပေးရပါလေ။မာယူနဲ့အများကြီးလည်းဖြစ်နိုင်ပါလေ။ဝနေ့တရာကောင်းတာကနှစ်စဉ်နှစ်တိုင်းရင်ခုတ်သမားတို့ချို့ဟာရေပေါ်ကိုပြန်ရောက်လာနိုင်ရင်တော့မရှိပါဘူး။ ။အချို့အချိန်တွေမှာပန်ကားတွေရုတ်တရက်ဆက်နှိုးသွားပြီးချက်ချင်းအသက်ဆုံးရှုံးသွားရပါတယ်။ပန်ကားတွေဟာအလွန်မြန်တဲ့အတွက်ဆက်နှိုးလိုက်တာနဲ့အသက်ဆုံးရှုံးနိုင်ပါပြီ။ပင်လယ်ရင်တွေတက်တော်ဝါတွေကလည်းရင်ခုန်သမားတွေကိုမကြာခဏတိုက်ခိုက်တတ်ပါတယ်။အလွန်ကျဉ်းတဲ့ငါးတွေ၊ငရှင်တွေနဲ့ငမန်းတွေဟာတည်စီနိုင်ပါတယ်။ဒီရတဲ့ခါမှာပန်ကားကြားကကျင်းမြောင်းတဲ့နေရာတွေကိုဝင်ရောက်ရပါတယ်။ ရေကြီးကြောင်းပြောင်းလဲသွားရင်မင်းနဲ့ပိုင်းအတွင်းအောက်ဆီဂျင်ကုန်ဆုံးပြီးမိနေနိုင်ပါတယ်။ဒါအပြင်သူတို့ဟာပင်လယ်အောက်အလွန်နဲ့တဲ့နေရာတွေမှာအလွတ်လွတ်ရတာပါ။ရေပြည်အလွန်ကြီးမားပြီးအဆုတ်ကိုအလဲတကူထိခိုက်စေနိုင်ပါတယ်။တခါလျံမှာသူတို့ဟာပန်ကားတွေလည်းကိုဆုတ်ယူခြင်းခံရပါတယ်။ပန်ကားတွေနည်းနည်းလေးလှုပ်ယုံနေတော့မှလေပြည်တစ်ခုဖြစ်ပေါ်လာပြီးဂျင်းကုန်သမားတွေကိုဒါးသားတွေအောက်ကိုဆွဲချသွားနိုင်ပါတယ်။အဆိုးဆုံးပိုင်းကတော့တင်အွန်လိုက်တာကိုဘယ်သူမှမကြားနိုင်ကြပါဘူး။ ဲ့ဒီလောက်နဲ့တဲ့နေရာတွေမှာဆက်သွယ်ရေးစနစ်တွေကစိတ်မချရပါဘူး။ဒါကြောင့်တခုခုမှရင်သွားရင်အရန်နောက်ကျမှာပဲလူတွေတည်နိုင်တာပါ။သင်းမောကံကရင်ငုံသမားတွေဟာတစ်လကိုဒေါ်လာ3000ဝန်းကျင်ရကြပါတယ်။ဒါပေမဲ့ဒီလိုအန်နီရယ်တွေနဲ့ဆိုတန်ဖိုးရှိပါမလား။သင်ကောဘယ်လိုမြင်မိပါသလဲ။ဘုံရှင်နေရေးသမားများဒီလိုဒီနိပညာရှင်တွေလို့ခေါ်တဲ့ဘုံရှင်လေးသမားတွေဟာကမ္ဘာပေါ်မှာအသေးအပြောက်အများဆုံးအလုပ်တွေကတခုခုလုပ်ကင်ရရပါတယ်။ ရုပ်ရှင်နေထဲမှာမြင်ရသလိုရိုးရှင်းတာမျိုးမဟုတ်ပါဘူး။လက်တွေ့ဘဝဘုံတွေဟာများသောအားဖြင့်ထောင်ချောက်ဆင်လာပြီးပေါက်ကွဲနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။ဒါအပြင်ဘုံတွေမှာအချိန်အာရီတက်ဆင်ထားတဲ့အတွက်ရှင်းလင်းသမားတွေမှာလှုပ်ဆောင်မှုမိနစ်ပိုင်းသို့မဟုတ်မိနစ်ပိုင်းဒါမှမဟုတ်စက္ကန့်ပိုင်းပဲအချိန်ရှိပါတယ်။သူတို့ဟာနေတိုင်းစိုက်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ဒီလိုတွေဟာအလုတ်သွားတိုင်း Russia Roulette ကစားနေရကြလို့ပါပဲ။ခေါ်ဆိုမှုတိုင်းဟာသူတို့ရဲ့နောက်ဆုံးခေါ်ဆိုမှုဖြစ်နိုင်ပြီး ဒါကသူတို့ရဲ့စိတ်ကျမ်းမာရေးကိုကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။သူတို့ရဲ့လေ့ကျင့်ရေးတော်မှာပြင်းထန်ပြီးဘုံခံခံဝတ်စုံတွေဝတ်ဆင်ထားခြင်းမှာထိန်းချုပ်ထားတဲ့ပေါက်ကွဲမှုတွေကိုကြုံတွေ့ရပြီးဘလို့တုံ့ပြန်ရမလဲဆိုတာသိကြအောင်လှုပ်ဆောင်ရပါတယ်။ဘုံရှင်လေးသမားတွေဟာဒလကိုဒေါ်လာတစ်သောင်းဝန်းကျင်ရရှိပေမဲ့အန်ရကတော့အလွန်ကြီးမားပါတယ်။မိုင်းလုံသားများ သင်ကနေရာချင်းကြောက်မှကြောက်တတ်တဲ့စိတ်ရှိရင်တော့ဒါကိုရှောင်ရှားလိုက်ပါမိုင်းလောက်သာဖြစ်ရတာဟာကဘာပေါ်မှာအနေရအထိုင်ရအခက်ဆုံးနဲ့အသေးပြောက်အများဆုံးလုပ်ရတဲ့ကတခုဖြစ်ပါတယ်မိုင်းပြိုကြောင့်မူတွေဟာနှစ်စဉ်နှစ်တိုင်းလူရပေါင်းများစွာရဲ့အသက်ကိုဆုံးရှုံးစေပါတယ်ကျိုးတင်တတိပြည့်မရှိပဲပြိုကျနိုင်ပြီးကြောက်တုံးနဲ့ညကြီးတန်ပေါင်းများစွာအောက်မှာမိုင်းလောက်သားတွေအရှင်လက်လက်ညှို့တာခံနေရတာပါကယ်ဆယ်ရေးလုပ်ငန်းတွေဟာမကြာခဏဆိုသလိုမဖြစ်နိုင်ပါဘူး မိုင်းလုံသားတွေဟာဦးမင်လိုင်းကောင်းတိုင်းမှာအဆိပ်ရှိတဲ့တန်းငွေတွေနဲ့ရင်ဆိုင်ရပါတယ်။မိသိန်းနဲ့ကာမွန်တိုင်းအောက်ဆိုက်တို့ဟာအသက်ရှူချက်ချင်းတို့မဟုတ်အောက်ကဲရင်းတွေကိုတော့မှဖြစ်စေနိုင်ပါတယ်။ဆက်ပစ္စည်းတွေကလည်းအလွန်အန္တရာယ်များပြားပါတယ်။ပေါပြတည်ယူပို့ဆောင်ရေးဆက်တွေဟာကျင်းမြောင်းတဲ့နေရာတွေမှာအသုံးပြုတဲ့အတွက်လုံသားတွေဒဏ်ရာရရှိခြင်းဒါမှမဟုတ်ကျိတ်ညက်နေတဲ့ခံစားမှုတွေကိုဖြစ်ပေါ်စေပါတယ်။မိုင်းလုံသားများစွာနှစ်ပေါင်းများစွာကြောင်မီသွေးမှုတ်တွေရှူရှိုက်မိတာကြောင့်အဆုံမဲ့ရောဂါခံစားကြရမှာပါ။ ။အလုသားများပြားကစိုးရင်စိတ်စိတ်ကြယောဂါနဲ့စိတ်ဖြည့်စည်မှုယောဂါတွေရှိကြောင်းပြောဆိုကြပါတယ်။သူတို့ဟာနေရောင်ခြည်ဒါမှမဟုတ်မိသားစုတငယ်ချင်းတွေနဲ့ဝေးကွာစွာမြေအောင်မိုင်မောင်းများစွာမှာအလုပ်လုပ်ကြရပြီးဒါကသူတို့ရဲ့စိတ်ကျန်းမာရေးကိုကြီးမားစွာထိကိုက်စေပါတယ်။အဆိုးဆုံးကတော့ဒီမိုင်းလုံသားတွေဟာဝင်ဝင်မရှိတော့ပါပဲ။သူတို့ဟာများသောအားဖြင့်စင်းရဲတဲ့နိုင်ငံတွေမှာပြကြပြီးဒေါ်လာ400ဝန်းကျင်လောက်ပဲရရှိကြတာပါ။ ဒါကြောင့်နောက်တစ်ချိန်အသင်းအလုပ်ကိုမကြည်မနှက်ဖြစ်နေဒီလူတွေကိုအသင်းတတိယလိုက်ပါစက်တေးမျောစင်မိသီးလဲလဲဒီလူဟာ6လမှာတရက်အလုပ်လုပ်ပြီးအလုပ်တစ်ခါလုပ်တိုင်းဒေါ်လာ2000ရရှိပါတယ်သူဟာဘေပေါင်း1500မြင်းနဲ့ဆက်တွေရေမျောတင်ပေါ်ကမိသီးလဲလဲသူလည်းဖြစ်ပါလေ။ဆက်တွေရေမျောတင်ပေါ်ကမိသီးလဲလဲသူတွေဟာအလုတ်သွားတိုင်းသူတို့ရဲ့အသက်ကိုဆွန့်နေရတာပါ။ဒီမြင်းကနေပြုတ်ကြတာဟာအမြဲတမ်းအသက်ဆုံးရှုံးနေနိုင်ပါလေ။ ဝန်ထဲတရားကောင်းတာကပြုတ်ကျမှုတွေဟာအမြဲတမ်းလိုလိုဖြစ်ပွားနေတာပါပဲသူတို့ဟာပြင်းထန်တဲ့လေတိုင်းတုံးပျက်စီးလက်ချင်းရေနဲ့မိုးရွာတာနဲ့ရင်ဆိုင်ရတာပါဒီလောက်မြင့်တဲ့နေရာမှာလေပင်တစ်ချက်တိုက်လိုက်တာနဲ့အချိန်လွန်ပြီးလက်လွတ်တာဒါမှမဟုတ်ဟန်ချက်ပြတ်သွားနိုင်ပါလေသူတို့ဟာလျှက်စစ်လျှော့ဖြစ်နိုင်တဲ့အနေလေးရှိနေပါသေးတယ်။ဘာကြောင့်လဲဆိုတော့အင်တာနက်များဟာဘူအားလွန်မြင့်သောကြောင့်လည်းဖြစ်ပါတယ်။ အချက်တိမယုံနဲ့တင်းနှလုံးကိုချက်ချင်းရက်တန့်သွားစေနိုင်ပါလေ။တခါတရံမှာဒီမျောစင်းတွေဟာမီးတောင်နောင်နိုင်ပြီးလုံသားတွေကိုဘဲမှသွားစရာမရှိပဲပိတ်မိစေပါလေ။သူတို့ဟာ6လမှတရပဲအလုပ်လုပ်ရပြီးအကြိမ်ကိုဒေါ်လာ2000ရရှိပေမဲ့တည်ဆုံးမှုတွေအားလုံးကိုထက်တွက်ရင်တန်ဖိုးရောရှိပါမလားဗျာ။ဂရိမောင်သမားဂရိမောင်သမားတွေဟာသူတို့ရဲ့ဂျင်မောင်းကန်းထဲမှာလုံခြုံနေလို့ထင်ရပေမဲ့တစ်ဖက်ပြန်စဉ်းစားရပါပါ။ ဂရင်းနီဟာတခါတရံတန်တရာကျော်ကိုမကြရပြီးပြိုကျမှုတွေဟာတင်းထင်တာထက်အများကြီးပိုများပါတယ်။မာယွန်းနဲ့လှုပ်ဆောင်မှုတစ်ခုတည်းကနေလူကိုတည်တည်နိုင်ပါတယ်။ဒါအပြင်နှစ်စဉ်တစ်တိုင်းဂရင်းမောင်းသမားအများပြားဟာပြက်စစ်လျှော့ကြောင့်အသက်ဆုံးရှုံးနေရတာပါ။ဂရင်းနီဟာမတော်တဆဓာအားလိုက်တွေကိုထိမိတဲ့အခါချက်ချင်းပြက်စစ်လျှော့ဖြစ်ပြီးမီးလောင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ဂရင်းမောင်းသမားတွေဟာမကြာခဏဆူသလိုပြင်းထန်တဲ့ရာသီဥတုမှာလွတ်လွတ်ရတဲ့အတွက်အန္တရာယ်ပိုမိုကြီးမားစေပါတယ်။ ပြောကြနိုင်တဲ့အနေနဲ့ရှိပြီးဒါကတင်နေတဲ့တက်ပို့ပြီးအဖြစ်များပါတယ်။ဂရင်းမောင်းသမားတွေဟာဒလာကိုဒေါ်လာ9000ဝန်းကျင်ရရှိပြီးမြဲအသက်လုံးလုံးနဲ့အလုံးနဲ့တော့ဝေးကွာနေပါသေးတယ်။စီးပွားဖြစ်ငါးဖန်သမားများသမုဒ္ဒရာဟာကြောက်စရာကောင်းပြီးစာနာမှုမရှိတဲ့နေရာတစ်ခုပါ။ဒီနေရာရဲ့အလဲဘဟုံမှာပြိမိနေတာကတော့စီးပွားဖြစ်ငါးဖန်သမားတွေပါပဲ။ဒီလောက်ရဲ့ဒေဆုံနှုတ်ဟာပြန်မြတ်ထက်23ဆပိုများပြီး အ धिक အားဖြင့်ပြင်းထန်တဲ့ရာသီဥတုနဲ့ကျန်းတဲ့နဲ့ပင်လယ်ရေကြောက်ဖြစ်ပါတယ်။သူတို့ဟာမုန်တိုင်းတွေနဲ့ရေခဲမက်အောင်အပူချိန်ရှိတဲ့ရေပြင်တွေမှာအလုပ်လုပ်ကြရတာပါ။လာညီတွေနဲ့ဟာရီကိန်းမုန်တိုင်းတွေဟာလှေတွေကိုမှောက်စေနိုင်ပြီးရေထဲပြုတ်ကျတာဟာအလွန်အဖြစ်များတဲ့ကိစ္စလည်းဖြစ်ပါတယ်။နာဖန်သမားများပြားဟာအသက်ခင်အင်ကြီးမဝစ်စင်ကြပဲရေခဲမက်အောင်ရေပြင်ကနေမိနစ်ပိုင်းတွင် အပူဓာတ်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ပါလိမ့်။နာဖန်ပိုင်းနဲ့ဂရိတ်လိုမျိုးလေးလံတဲ့ဆယ်ရင်းနေရာတွေက ငါးဘဲသမားတွေကိုရေအောက်ကိုဆွဲချသွားနိုင်ပါသေးတယ်။သူတို့ဟာအေးမဝါပဲ၁၈နာရီကနေ၂နာရီ၂၀ဒီအလုပ်လုပ်ကြရတာအကြောင်းဒီလိုကိစ္စတွေကအဖြစ်များပါတယ်။ဒီလိုပဲမန်းနဲ့မှုကြောင့်မတော်တဆတွေပုံများပြလာပြီးအလုပ်ကိုပိုပြီးအသက်အမြင်များပြစေကြတာပါ။ငစင်နေတိုင်းစီးပွားဖြစ်ငါးဖန်သမားတွေထောင်ပေါင်းများစွာအသက်ဆုံးရှုံးနေပါလေ။သူတို့လှုပ်လှုပ်နေတာကိုကြည့်ရင်ဘာကြောင့်လဲဆိုတာသိနိုင်ပါမယ်။နိုင်လုံးတွေကလူတွေကိုကြောက်လန့်စေဖို့လုံလောက်နေပါပြီ။ ။ဒါပေမဲ့စီးပွားဖြစ်ငါးဘန်းသမားတွေတက်တော့ဒါဟာသူတို့အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းတစ်ခုပါပဲ။တခါတည်းမှာသူတို့ဟာနိုင်ငံတကာရေပိုင်နက်တွေမှာငါးဖမ်းရတဲ့အတွက်ဒီခုခုမှာရင်သွားရင်ကယ်ဆယ်ရင်းခံရဖို့ခက်ခဲသွားနိုင်ပါလေ။စီးပွားဖြစ်ငါးဘန်းသမားတွေဟာတစ်လကိုဒေါ်လာ9000ဝန်းကျင်ရရှိပေမဲ့ဝင်ကြီးကမလောက်เสียဆိုပေမဲ့အန်ရယ်ကတော့အလွန်ကြီးမားနေပါလေ။တောင်တက်ဘတ်စကားဒရိုက်ဘာနေရာအများစုမှာဘတ်စကားဒရိုက်ဘာဖြစ်ရတာကတော့လုံခြုံတဲ့အလုပ်တစ်ခုလို့ဆိုရမှာပါ ဒါပေမဲ့ဒီလမ်းကြောင်းမှာတော့မဟုတ်ပါဘူး။လီမာကိုသွားတဲ့လမ်းကြောင်း1258ဟာကမ္ဘာပေါ်မှာအန္တရာယ်ရှိဆုံးဘတ်စကားလမ်းကြောင်းဖြစ်ပါလေ။ဒါကပီရူနိုင်ငံကအန်ဒီစ်တောင်တန်းတွေကိုဖြတ်ပြီးသွားရတာပါ။မတ်ဆောက်တဲ့တောင်တန်းတွေဟာအလွန်ကျဉ်းမြောင်းပြီးတန်တိုင်းတွေလုံးဝမရှိပါဘူး။လမ်းတွေကဘတ်စကားတစီဖြတ်သွားဖို့အသာထားကားတစီစာတောင်ကျဉ်းမြောင်းနေပါပြီ။ဒါပေမဲ့နေတိုင်းအဲ့ဒီဒေသကဘတ်စကားဒရိုက်ဘာတွေဟာဒီလမ်းကြောင်းကိုမောင်းနှင်နေရတာပါ။ ေပြူမှုတွေကအများအပြားနေပြီးကြောက်တုံးတွေကလည်းဘက်စကားဘောကိုအပေါ်ကနေမကြာခဏဆူသလိုပြုတ်ကျတတ်ပါသေးတယ်။အမြင့်ကြောင့်မြူတွေထူတက်နေပြီမဲ့လည်းမမ်းမီတန်တွေကလုံးဝမရှိပါဘူး။တောင်းအုပ်ကိုဆင်းတဲ့အခါဘရိတ်ပြတ်သွားရင်ချက်ချင်းအသက်ဆုံးရှုံးသွားနိုင်ပါလေ။ပိုဆိုးတာကဘက်စကားတွေကများသောအားဖြင့်လူရမ်းပြည့်ကျင်နေပြီးအနီးအနားမှာအရေးပေါ်ဝန်ဆောင်မှုတွေလည်းမရှိပါဘူး။ဆူလိုတာကတခုခုမှားရင်တော့ရင်အကူအညီကနိုင်ပေါင်းများစွာကြာမှရောက်ရှိလာမှာပါ။ဒီလမ်းကိုတိမ်မင်းတောင်လမ်းလို့နာမည်ပြောင်းပေးထားပြီး နေ့စဉ်နေ့တိုင်းတည်ဆုံမှုတွေဒါစင်နဲ့ချီပြီးဖြစ်ပွားနေပါတယ်။ဒရိုက်ဘာတွေကခရီးစဉ်တိုင်းဟာသူတို့ရဲ့နောက်ဆုံးခရီးဖြစ်နိုင်တယ်ဆိုတာကိုတည်ထားကြရပါတယ်။ရွှေနေစရာကောင်းတာကတော့မရှိမဖြစ်ဝန်ဆောင်မှုပေးနေရပြီမဲ့တနေ့ကို16နာရီအလုပ်လုပ်ရတဲ့ကြားကသူတို့ဟာတစ်လကိုဒေါ်လာ900လောက်သာရရှိကြပြီးလစာကအလွန်နှေးပါနေကြပါသေးတယ်။ကိုရန်တော်ဘော်ဒီကတ်များဘော်ဒီကတ်ဖြစ်ရတာဟာဆွဲဆောင်မှုရှိတယ်လို့ထင်ရပေမဲ့ ဒီလောက်ကစက္ကန့်ပိုင်းတွေအသက်အမြင်ဖြစ်သွားနိုင်ပါလေအထူးသဖြင့်သမားတဲ့ကိုရင်တော်ဖြစ်နေရင်ပေါ့သူတို့ကိုကြည်စံလမ်းကြောင်းတွေကိုဝင်ဖို့အတွက်လေ့ကျင့်ပေးထားတာပါဆိုလိုတာကသူတို့ရဲ့အကြီးအကဲကိုကာကွယ်ဖို့အတွက်စာသားတိုင်းကြည်စံကိုခုခံရမှာလည်းဖြစ်ပါလေကဘာကောင်းဆောင်တွေဟာပြစ်မှတ်ကြီးတွေဖြစ်ပြီးကိုရင်တော်တွေကတော့သူတို့ရဲ့အကြီးအကဲကိုကာကွယ်ဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင်အသက်ကိုဆွံ့လွှတ်ထားရတာပါသူတို့မှာတန်ကြက်ကရင်တွေနဲ့အပွက်ထားတဲ့လက်နက်တွေလိုမျိုးအသုံးပြုတဲ့ နည်းပြူဟာများစွာရှိပါတယ်။ဒါပေမဲ့အချိန်တွေမှားရင်းသွားရင်လူသားတိုင်းအဖြစ်လှုပ်ဆောင်မှုမျှော်လင့်ထားကြတာပါ။ဘော်ဒီဂတ်တွေဟာအချိန်တိုင်းအလွန်တရိပ်ရှိနေရပါတယ်။ရိုးရိုးလေးစဉ်းစားလို့မရပါဘူး။အကင်ကြီးတမန်ရွေးကြပဲစဉ်းစားလိုက်ရင်တင့်ကိုသေသွားစီနိုင်ပါလိမ့်။ US Lower Agency ကိုရံတော်တွေလျှောက်ဟာတစ်လကိုဒေါ်လာတစ်ပေါင်းဝန်းကျင်ရရှိပေမဲ့တစ်ခါတည်းရင်ကဘာပေါ်ကအလွန်အန္တရာယ်များတဲ့နေရာတွေဒီဘက်ကို나이80ခန့်အလုံးလုံးနေရတာပါ။ တမ်မနီတိဆောင်ရေးလှူဒါန်းများတမ်မနီတိဆောင်ရေးလှူဒါန်းတွေဟာတံတားတွေမိုးမြောင်တိုက်တွေကိုတိဆောက်ကြပြီးမဲ့အဲဒီလိုလှူဆောင်ရမှာသူတို့ရဲ့အသက်ကိုစွန့်စားနေရပါတယ်သူတို့ဟာမြေပြင်ပေါ်ကနေပေးရောင်းများစွာအထက်လေးလက်မအကျယ်ရှိတဲ့တပ်ထုတန်းတွေပေါ်မှာရပ်နေကြရတာပါတန်တန်ဘေးကင်းရေးခွင်ရဲ့တခါတည်းရမှာကျိုးခွင်းနေတောင်မရှိပါဘူးဆိုလိုတာကခြေလန်းတလန်းမှားသွားတာနဲ့ဒါမှမဟုတ်လေပြင်းတစ်ချက်တန်းနေတာနဲ့အသက်ကိုဆုံးရှုံးသွားနိုင်ပါတယ် ီလိုတွေကတံပီးနဲ့တင်လှုပ်လှုပ်တာမဟုတ်ပါဘူး။တံပီးနဲ့လှုပ်ထားတဲ့ပဋိတူလည်းရှိနေကြပါလေ။နေ့စဉ်နေ့တိုင်းတံပီးတည်ဆောက်ရေးလှုပ်တာရာပေါင်းများစွာဒီလိုဖြစ်နေရတာပါ။နီနာကဂရိနီကကြီးမားတဲ့တမိတန်းတွေကိုတယ်ဆောင်နေတာဟာလေနောက်ထပ်ကြီးမားတဲ့အနေတစ်ခုပါပဲ။တမိလူသားတွေဟာခြေ၊လေနဲ့မျက်စိလက်ကျင်အပါအဝင်ရာသီဥတုအမျိုးမျိုးမှာအလုံးလုံးနေကြရတာပါ။သူတို့ဟာဘဝအမြင့်လက်စစ်နဲ့အမြင့်မှာခေစော်လိရှိပြီး တခါတရံလက်စစ်ရှော့ဖြစ်ကမီးလောင်မှုတွေလည်းဖြစ်ပေါ်စေပါတယ်။ပူပြင်းတဲ့ဂဟေမီးပန်းပွားတွေကလည်းပြင်းထန်တဲ့မီးလောင်ဒဏ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါမီးလူသားတွေဟာဒလကိုဒေါ်လာ၈000ဝန်းကျင်ရရှိပေမဲ့ဒါဟာကမ္ဘာပေါ်မှာအနေအရှိဆုံးအလုပ်ရတဲ့ကတူပါပဲ။ကောင်းတဲ့ဘက်ကကြည့်ရင်တော့တို့ဟာကျန်းမာရေးဆော့ရှော့မှုအစီအစဉ်ကောင်းတွေရကြပြီးတို့ထိုအစီအစဉ်တွေကိုအများကြီးအမိကိုရမယ်လို့ကျွန်တော်တို့မျှော်လင့်နေရပါတယ်။မွေးစိတ်ထုတ်သူဒီလောက်ကိုကျွန်တော်တကယ်ပဲလိန်ညာပြောစုနေတာမဟုတ်ဘူးလို့ပြောဆိုရပါတယ်။ မွေစိတ်ထုတ်ခြင်းဟာအလွန်အရေးကြီးတဲ့အလုပ်တစ်ခုပါပဲမွေစိတ်ဖြည့်သေးတွေထုတ်လုပ်နိုင်ဖို့အတွက်တကယ့်မွေအစိတ်ကိုလိုအပ်ပါတယ်ဆိုလိုတာကတော့မွေတွေကိုအစိတ်နှစ်ထုတ်ရတာပါအံဝန်းစရာမကောင်းတာကဒီလုပ်ကိုလုပ်ဖို့ဆန္ဒရှိသူတွေကိုရှာဖွေရတာအလွန်ခက်ခဲပါတယ်ဒါကြောင့်အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာဒီလုပ်အတွက်အရေးချင်းပြည့်မဲ့သူ၄ဦးသာရှိပါတယ်ဒီမွေသိထုတ်သူအများစုဟာမွေအကိုက်ခံရလို့လက်ချောင်းတွေအကုန်မရှိကြတော့ပါဘူး။မွေသိပြည်သေးကိုအချိန်တိုင်းလက်ထဲမှာအသင့်ရှိနေရပါမယ်။ ဒီကက်ခံရမှုတွေဟာအများအတွက်အာယုံကျော်၊ကြောက်ကန့်တဲ့ကြက်သားတွေကိုပျက်စီးစေနိုင်ပါတယ်။ကက်ခံရပြီးနောက်အသက်ရှင်ရုံနဲ့အရင်တိုင်းပြန်ပြက်သွားမယ်လို့မဆိုလိုပါဘူး။သူတို့ကင်တရက်မျိုးတွေဟာစင်တကောင်ရဲ့အသက်ကိုတော့တစ်ချက်ကြက်ရတဲ့အသက်ဆုံးဆုံးနိုင်တာမို့လူသားတွေပေါ်ဘလောက်အနေရရှိလဲဆိုတာကိုစဉ်းစားကြည့်နိုင်ပါတယ်။ဝမ်းနေစရာကောင်းတာကမွေစိတ်ထုတ်သူအများပြားဟာတည်ဆုံသွားကြပေမဲ့လူတိုင်းမွေစိတ်ကြည်စည်ရရှိနိုင်မှုအတွက်သူတို့ရဲ့အသက်ကိုဆွံ့လို့ပြီးမရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုပေးနေကြတာပါ။ ဒီလိုအနေနဲ့ရှိနေပြီမဲ့မွေစိတ်ထုတ်သူတွေဟာတစ်လကိုဒေါ်လာ9000လောက်သာရရှိကြပါတယ်။